စင်ငယ်ပါပဲစင်ငယ်ကတော့ဟိုပုပလင်းပြောရင်အရင်ကောင်လေးနဲ့ဟိုပြတ်သွားတယ်အခုချိန်ဒီ AC ပဲအဲတယောက်တည်းဘာမှကိုမရှိတာမထားဖြစ်တာပေါ့နော်အစားသွင်းလိုက်တာမျိုးတို့အဲ့လိုမျိုးတိတ်ပြီးတော့ကျွန်တော်မလုပ်ဖြစ်ဘူးပြောပြောမများတယ်ပြောလို့မရဘူးဗျာเนาะစကားကကြုံတော့လည်းမကောင်းဘူးဒါပေမဲ့အခုကတော့ AC ပဲကျွန်တော်အဲ့ကိစ္စတွေကတော့ဘာမှပြောချင်တဲ့စိတ်တော့မရှိဘူးဟာ ော်မကြခင်သချင်းအစ်တွေထွက်ဖို့ကျွန်တော်ပြင်ဆင်နေရဗျ။ဟုတ်ခေါင်းဆောင်မင်းသားနေနဲ့ကျွန်တော်ပြန်ပြီးဇလန်တွဲရပြန်စမယ်လို့ပြောလို့ရပါတယ်။ဘာသာရေးအခြေခံနဲ့ဇက်ဖြစ်မယ်ဗျ။တော်ပြီတော်ပြီနေငါပြန်မတော့စိတ်မှာ။လိတ်ချန်ဒီဘိတ်တမဇာတိပရော့နေလည်းမသိဘူး။နေငါမတောက်လား။ဟုတ်တယ်မတော်တော်ကြာပြီနော် ဟိုပါဗောအာကျွန်တော်ကမထင်မှတ်ပဲဘန်ကောက်မှာလဲတနေ့လောက်ကြာသွားတယ်အပြန်ဦးတော့လဲပြန်လုံးမယ်လုံးမယ်နဲ့အဲလို့ပြောင်းနေရဗောနော်အခုတော့ပြန်တော့စနေဗျာဟာကျွန်တော်မကြခင်သချင်းသစ်တွေထွက်ဖို့ကျွန်တော်ပြင်ဆင်နေရဗျာဟာပိတ်သက်ရှုပ်သချင်းနေနဲ့ပြန်ထွက်လာမှာဗောအဲဟုတ်တယ်သချင်းသစ်ထွက်ပြီးရင်ကျွန်တော်အဲဇလန်ရွေးဖြစ်မလားရုပ်ရှင်ဖြစ်မလားမသိဘူးအခုအဲဇက်တော့ကျွန်တော်လုံနေပြဟုတ်ခေါင်းဆောင်မင်းသားနေလဲကျွန်တော်ပြန်ပြီးဇလန်ရွေးရပြန်စမယ်လို့ပြောလို့ရပါတယ်တချင်းကလည်းကျွန်တော်ထွက်ဖို့က အဲ့ဒီတည်းက2020လောက်တည်းကကျွန်တော်ထောက်ပို့စီစဉ်လာတဲ့ခြင်းတွေရှိတယ်။ဒါပေမဲ့အဲ့လိုပေါ့ဟိုခုနကပြောသလိုဟိုအကြောင်းမျိုးမျိုးကြောင့်ပေါ့နော် အခုမှအချိန်တန်လာလို့ပြောလို့ရပါတယ်ဗျ။အာဘာသာရေးအခြေခံတဲ့ဇက်ဖြစ်မယ်ဗျ။ဒါကကျွန်တော်တိကျတခုမပြောသေးဘူးဗျ။အဲနောက်တကယ်ရိုက်ဖြစ်တဲ့အခါကျမှနှစ်ခွန်းလောက်မှဖြစ်မှတင်တယ်ဗျ။အဲ့ခါကျမှကျွန်တော်အတခြားပြန်ပြောပါမယ်ခင်ဗျ။ပရိသတ်တွေကလည်းလာပြောရတဲ့ခဏခဏလေးမျိုးဟိုပြန်မလုပ်တော့ဘူးလားအရန်ပြောင်းနေတယ်ပေါ့နော်မျိုးစုံတခြင်းတွေလည်းထွက်ပါဦး။ ဒီဇလန်တွေလည်းပြန်ရေးပေါအောင်အများကြီးတော့လာပြောကြတယ်ဒါပေမဲ့ဟိုကျွန်တော်ရဲ့ကံကလည်းမျိုးပေါ့နော်ဟိုရက်နေရမယ့်အချိန်တွေမှာဖြစ်ခဲ့တော့အာအခုတော့ရွှေ့ရမယ်ပေါ့ဗျာအာ single ပါပဲ single ကတော့ဟိုပုပလင်ပြောရင်ဟိုရင်ကောင်လေးနဲ့ဟိုပြတ်သွားတယ်ကအခုချိန်ဒီ AC ပဲအဲတယောက်တည်းဘာမှကိုမရှိတာမထားဖြစ်တာပေါ့နော်အေးအေးအေးနဲ့ဟို AC ပဲအခုကြာစီပါအဲ့တော့ရန်စက်တက် ချစ်တာကတော့ချစ်တယ်ပါတယ်ခင်ဗျာဘူးပလင်ပြောရင်ကျွန်တော်အဲ့ဒီပြန်ပြောချင်တော့ပြောချင်တော့ဆိုတာအေးပေါ့အနေချင်းပေါ့နော်ဟိုကျွန်တော်ကတော့မူဖွန်လောက်ဖို့ခက်တဲ့တဲမှာပါတယ်ပါတယ်ဆိုတာဟို AC သမားလည်းဖြစ်တယ်ပြီးတော့သိရမလားဟိုအရင်ဟိုဗျာဟိုအစားသွင်းလိုက်တာမျိုးတို့အဲ့လိုမျိုးတိတ်ပြီးတော့ကျွန်တော်မလုပ်ဖြစ်ဘူးဘာသာရေးနဲ့ပဲကျွန်တော် AC အဲကိုကိုပါကိုတရားထုတ်လိုက် AC ပဲနေခဲ့တဲ့ခါကျတော့ဟို အဲ့ဒီကတော့အရင်ကတော့လည်းပြန်ပြောကျွန်တော်ပါဘူးကော AAC ပဲဖြစ်နေပြီဆိုတဲ့ခါကြောင်ဆွဲလန်းကြည့်ရအောင်အဲ့လိုတော့လည်းမဟုတ်ပါဘူးအစွဲလန်းကအာဆွဲလန်းအရင်ကြည့်ရတဲ့မှာတော့မပါဘူးဒါပေမဲ့ဟိုကျွန်တော်ကဟိုဘယ်လိုပြောမလဲမပြောသလိုချစ်တော့ချစ်တတ်တယ်ဒါပေမဲ့ဟိုအရင်နောက်ကိုအဲ့သိမ့်မလိုက်သွားဘူးကွာအရင်ထဲမှာပဲချင်းချစ်နေလိုက်တယ်ရသိရမလားအရင်အဲ့လိုမျိုးဟိုဟိုခံစားပြရတယ်မှာတော့မပါဘူးဟုတ်ဟုတ်အဲ့ချစ်ကိုတော့ကြောက်နေ အဲ့လိုလည်းမဟုတ်ပါဘူးအခုနဲ့တိတ်မသက်ဆိုင်လို့ခံစားရတယ်ကွာအလုံးလုံးဝရက်ထားတဲ့အချက်ဆိုတော့ကိစ္စကြီးရောအင်းအဲ့လိုတော့မလိုက်ဖြစ်လောက်တော့ထင်တာပဲအရွယ်တစ်ခုရရောအတွေ့အကြုံရပါတော့เนาะဟိုကျွန်တော် အောင်မြင်အောင်တခြားပြန်လို့ရှင်သေးတယ်ဟိုအရွယ်ကလည်းကြီးလာပြီပေါ့เนาะရှင်းမှာတော့ကျွန်တော်အရွယ်တစ်ခုရကျွန်တော်တခြားပြန်ပြီးတော့ကြိုးစားမယ်ဆိုတဲ့အချိန်မှာဒီလိုမျိုးတွေဟိုရက်သွားတဲ့အခါကျတော့ကျွန်တော်အနေနဲ့အများကြီးကြိုးစားပြောင်းခွင့်မရခဲ့တာရှိတယ်ဆိုတော့အရင်ကကိုလှုပ်ရှင်ခဲ့တဲ့ဆန္ဒတွေကိုအခု ဟိုကျွန်တော်အခွင့်အရေးတွေလည်းပြင်ရလာပြီဆိုတော့ခါကျတော့ဟောအဲစူးစမ်းကျင်တဲ့စိတ်ပဲရှိပါတယ်ကျွန်တဲ့အခြေအနေတွေပိုင်းကလုံးဝခောက်တာလေကွာမရှိတော့တော့အဲလူပြိုးပြိုးမများတယ်ပြောလို့တော့မရဘူးပေါ့ဗျာနော်စကားကကြုံသွားရင်လည်းမကောင်းဘူးဒါပေမဲ့အခုကတော့ AC ပဲကျွန်တော်အဲ့ကိစ္စတွေကတော့ဘာမှပြောကျင်တဲ့စိတ်တော့မရှိဘူးဟာဒီကကျွတ်လို့မဆုံးသေးဘူးနောက်ကကျွတ်လို့မသေးဘူးအဲမဆုံးတော့သေးဘူး okay ပါကျွန်တော်ပြိတ္တတွေနဲ့လည်းအများကြီးလှမ်းဝင်းနေကြကြီးပေါ့နော်အခုချင်းဒီကိုနှစ်တွေကြာကြီးအပင်းနေကြတာပြိတ္တတွေအများကြီးကိုကျေးဇူးတင်ပါတယ်လို့ အဲကျွန်တော်ခုသချင်းတွေလည်းဒီရှစ်လလောက်ကျွန်တော်ထောက်ဖို့ကျွန်တော်ပြင်ဆင်နေပါတယ်ဟိုဇလန်းတွေလည်းကျွန်တော်ပြန်ရိုက်ဖို့ပေါ့နော်အခုပြန်ပြီးတော့ပြင်ဆင်နေပါတယ်လို့ဆက်လက်ပြီးအပေးကြပါဦးလို့ပြောချင်ပါခင်ဗျာ